ကွန်ကြက်တာအဖွင့်ရပေါ့နော်အမေလာ9ရက်နေ့တင်းနာနေတရတာအတွက်ဖြစ်ပြလာတဲ့ငကဘာရှူစီနေတာကိုဒီဗီဒီယိုလေးမှာတုံသက်ပြောကြားပေးသွားဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်နီးပညာပိုင်းရတုံသက်လာရအောင်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မနက်ကဘာရွှေစီကကျွန်တော်တို့ဒါတရတာအပြင်ကြည့်မယ်ဆိုရင်မနက်ခင်းမှာကျွန်တော်ကဈေးကထောင်တက်သွားခဲ့တယ်ကျွန်တော်တို့အာ3နှစ်9နှစ်လောက်ထိထောင်တက်သွားခဲ့ပေါ့မနက်ခင်းအပွင့်စီက3နှစ်40မှာဖွင့်နေပြီးတော့ အဲဖွင့်ပြီးခြင်းမှာကျွန်တော်တို့3နှစ်3ခွန်လောက်ထိ3 point လောက်ဈေးကြခဲ့တယ်ပြီးရင်ချက်ချင်းပြန်ထောင်တက်တာကျွန်တော်တို့3နှစ်3ခွန်ကနေ3နှစ်ခွန်နဲ့ဆိုတော့ကျွန်တော်တို့အာ35 point လောက်ပေါ့နော်35ပစ်လောက်ထိဈေးထောင်တက်သွားခဲ့ပြီးတော့ကျွန်တော်ဈေးပြန်ကျသွားခဲ့တယ်ပေါ့နော်ကျွန်တော်ကျတော့ကြနေညာပြောခဲ့လို့မျိုးပဲလက်ရှိကဘာရွှေစီကအကြဘက်သွားအောင်မှာအကြဆိုတာဘလို့မတောက်လျှောက်ထိုးကြတာမို့ရေတို့အကြဘက်သွားအောင်မှာသွားအောင်မှာဖြစ်တဲ့ခါမှာကျွန်တော်ကရှင်းတယ်ဈေးတက်ရင် တက်တဲ့အမြင်စင်းမှာလိုက်ရောက်လို့ရတယ်တကယ်လို့ဈေးတက်တော့ကျွန်တော်တို့ကောင်းတဲ့ချက်ပေါ့ဘာလို့လဲမဲ့ဆိုကျွန်တော်ဈေးတာအဲ့ပြန်ဆွဲပြန်ကံမတက်ဘူးဆွဲမတင်ဘူးဆိုရင်ကျွန်တော်တို့ကအနေဈေးတွေမှာရောင်းအောင်အလဲလက်ဈေးတွေမှာရောင်းအောင်ဒါပေမဲ့ဈေးပြန်တက်ပြီဆိုကျွန်တော်တို့အဲ့ဒီနေ့အတွက်ပေါ့နော်ကျွန်တော်တို့အမြင်ဈေးတွေမှာရောင်းအောင်ဟုတ်ပြီအဲ့ဖက်တဲ့ခါမှာကျွန်တော်တို့ရောင်းတဲ့ဈေးအနေနဲ့ဘယ်ဈေးအနေနဲ့လဲကျွန်တော်တို့အချိန်တစ်နာရီအတိုင်းတာအားဖြင့်ကျွန်တော်တို့တွားကြည့်လိုက်အောင် အထက်တန်းတန်းရတာအပြင်ကြည့်မယ်ဆိုရင်ကျွန်တော်ရောင်းတင်တဲ့ဈေးရနေတွေကဒီဈေးရနေတွေကျွန်တော်3.80တို့ပါတော့အဲ့ဈေးရနေကကျွန်တော်ရောင်းတင်တဲ့ဈေးရနေပြဒီပေါ့နော်3.80နဲ့3.80နဲ့ကျွန်တော်ဒီဒီဝင်းကျင်3.80နဲ့ကျွန်တော်တို့3.80နဲ့ကျွန်တော်ဒီချားပေါ့နော်ကျွန်တော်တို့ 3.85ဒီဈေးတန်းစုံဝင်ချင်ကျွန်တော်တို့အတွက်ရောင်းတင်တဲ့ဈေးတန်းစုံဖြစ်ပါတယ်ဒီထက်နည်းနည်းချက်မယ်ဆိုတော့ဗျာဒီထက်ပိုပြီးနည်းနည်းစုံချက်မယ်ဆိုတော့3.80နဲ့3.90ကြားဈေးတန်းစုံကဒီနေ့အတွက်ကပ္ပရွှေကိုရဲရဲရောင်းတင်တဲ့ဈေးတန်းစုံนี่ဖြစ်ပါတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ဈေးတက်ရင်အဲ့3.80တိတ်ကြပြောမယ်ဆိုတော့3.80အထက်ဈေးတက်ပြီးဆိုရင်ကျွန်တော်ကဒီနေ့အတွက်ကပ္ပရွှေကိုရေးတူရောင်းလို့ရတယ်ဟုတ်ပြီအမြတ်ပိုင်းဆေးရောင်းကိုကျွန်တော်ဘယ်တော့မှဒီယူလို့ရတယ်ကျွန်တော် ဒီဇုံ ठी ပေါ့နော်ကျွန်တော်3နှစ်နှစ်3220လောက် ठी ယူလို့ရတယ်ကိုကတကယ်လို့ပေါ့နော်3220လောက် ठी မယူခြင်းမှု risk လဲနေခြင်းနဲ့စောင်းတဲ့အချိန်လည်းနဲ့တိုးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီနှားဝင်ခြင်းပေါ့နော်3250တို့3250တို့လောက် ठी ပဲအမြတ်ပိုင်းစည်းတမ်းကိုယူလို့ရတယ်အရှုံးပိုင်းစည်းတမ်းကတော့ဗျာကျွန်တော်တို့ကိုက risk နေခြင်းနဲ့ဆိုရင်တော့3290အထက်လောက်ပေး3နှစ်ဒီ80 3နှစ်9နဲ့3နှစ်85ချာမှာရောင်းနေဆိုရင်အရှုံးပိုင်းစည်းတမ်းကတော့ကျွန်တော်3နှစ် 90အထက်လောက်ပေးပါဟုတ်ပြီတကယ်လို့ပေါ့ဒီ3.85အထက်ကိုဒီနေ့တရက်တာအတွင်းမှာကမ္ဘာရွှေစီတာအချိန်တနာကြီးအတိုင်းတာအပိစိကျွန်တော် market ခေါ်ရ H1 bull candle နဲ့3.85အထက်ကိုဖောက်တက်ပြီးဈေးပိတ်သွားတဲ့ဆိုရင်ကျွန်တော်တို့ live ဝင်လို့ရတယ်ခင်ဗျဘလောက်ဒီဈေးတက်နိုင်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့3.30လောက်ဒီဈေးတက်နိုင်ချေရှိတယ်3.30ဝန်းကျင်တိဈေးတက်နိုင်ချေရှိတယ် live ဝင်လို့ရတယ်3.85အထက်မှာအချိန်တနာကြီးအတိုင်းတာနဲ့ဈေးပိတ်သွားတယ်3.30လောက်တက်ကထားပြီး live ဝင် ကျွန်တော်တို့အာရှုံးပိုင်းဈေးတန်းကတော့3.80ဟောက်လောက်ပေးပါเนาะဟုတ်ပြီအဲ့ဘက်ကမှာကျွန်တော်ဒီနေ့အတွက်အမြင့်ဆုံးဈေးတက်နိုင်ချေကိုကျွန်တော်3.30တိပဲလို့ကျွန်တော်မှန်းထားတယ်အဲ့ဘက်က3.30နာဝင်ချင်ရောက်ပြီဆိုရင်ကဘာရွှေကိုကျွန်တော်ရေတိုးပြန်ရောက်လို့ရတယ်ဟုတ်ပြီအဲ့လိုပြန်ရောက်ပြီဆိုရင်ကျွန်တော်ကအမြက်ပိုင်းဈေးတန်းဘယ်လောက်ရေတိုးရတယ်3.80တိတာဂက်ထားပြီးလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ပြကျွန်တော်3.30နာမှာရောက်နေဆိုရင်3.35အထက်လောက်မှာပေးပေါ့เนาะဟုတ်ကဲ့ ဒါတရားကျွန်တော်အပေါ်ဆုံးမှာတကယ်လို့အောက်ကိုပြန်ချသွားရင်ရောအောက်ပြန်ချသွားရင်တော့ကျွန်တော်တို့အောက်မှာကျွန်တော်ဝယ်ရမယ့်ဇယံစုံလေးလေးရှိရပါတော့အဲဝယ်ရမယ့်ဇယံစုံလေးလေးရှိတဲ့အခါမှာကျွန်တော်3နှစ်နဲ့5ဝန်းကျင်မှာဒီဝန်းကျင်မှာကျွန်တော်တို့ဒီပညာပိုင်းရပါတော့ဝယ်ဖို့အတိပြုချက်စောင့်ပြီးတော့ကျွန်တော်တို့3နှစ်နဲ့5ဝန်းကျင်မှာကျွန်တော်တို့ဝယ်လို့ရတယ်အမြတ်ပိုင်းဇယံကိုကျွန်တော်ဘယ်တော့ထိယူလို့ရလဲမြင်မယ်ဆိုရင်ကျွန်တော်3နှစ်5 3နှစ်50လောက်ယူလို့ရတယ်အရှုံးပိုင်းဇယံကတော့3နှစ်20အောက်လောက်ပါပြီ ်တကယ်လို့မဟုတ်ဘဲနဲ့၃နှစ်နဲ့၅အောက်ကိုဈေးကပေါ့နော်ဒီနေ့တနေ့တာနဲ့ကဘာရွှေဈေးကအချိန်တနာရဲ့အတိုင်းတာပိတ်ဈေးနဲ့၃နှစ်နဲ့၅ဈေးနဲ့အောက်မှာဖောက်ကြပြီးဈေးပိတ်သွားတဲ့ဆိုရင်ဘယ်ဒီဆက်ကြနိုင်လဲမိမယ်ဆိုရင်၃205၃200ဒီဈေးဆက်ကြနိုင်ပါတယ်ဒီဈေးတန်းစုံလေးပေါ့နော်305 205 3200ဈေးဆက်ကြနိုင်ပါတယ်ဒီအောက်မှာဖောက်ပြီးဈေးပိတ်သွားရဲဆိုကျွန်တော်လိုက်ရောက်လို့ရတယ်3205လောက်တာဂက်ထားပြီးတော့အမြတ်ပိုင်းဈေးတန်းတာဂက်ထားလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့3230အထက်လောက်မှာပြပါကမြတ် ဟုတ်ပြီအဲ့အပတ်ကဒီ3205 3200ဈေးတန်းစုံရောက်ပြီဆိုရင်ကျွန်တော်ကဒီနာဒီဈေးတန်းစုံဝင်ကျင်မှာကျွန်တော်ဤပညာပိုင်းရအတိတူးချက်ဆောင်ပြီးတော့3205နဲ့3200ဈေးတန်းစုံကြာမှာကျွန်တော်ကဘာရွှေကိုပြန်ဝယ်လို့ရတယ်ဟုတ်ပြီအမြတ်ပိုင်းဈေးတန်းဘယ်လောက်ယူမလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့3225လောက်ထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့3200အောက်လောက်မှာပြပါခင်ဗျတကယ်လို့ပေါ့ဒီ3200ဈေးတန်းအောက်ကိုကဘာရွှေစီဒီနေ့တနေ့တာအတွင်းပေါ့နော်အချိန်တနာကြီးအတိုင်းတာအပိတ်စီ ကျွန်တော် market ခေါ်ရ H1 vacancy နဲ့ပေါက်ကြပြီးဈေးပိတ်သွားပြီးဆိုရင်ကမ္ဘာရွှေ380အထိဈေးဆက်ကြနိုင်ပါတယ်။ထို့ပြီးအဲ380ဈေးတန်းကတော့ကျွန်တော်ဒီနေ့အတွက်ကမ္ဘာရွှေစီးအနိုင်ဆုံးကြနိုင်ချေရှိတဲ့ဈေးတန်းလို့တတ်မှတ်ထားပါတယ်။တနည်းအားဖြင့်380အောက်ဈေးကြဖို့ကတော့ကျွန်တော်အမြင်ဒီနေ့တနင်္လာနေ့မှာတိတ်မလွယ်ဘူးပေါ့နော်။အဲအဖြစ်တကား380နောက်ဝင်ချင်မှကမ္ဘာရွှေကိုကျွန်တော်တို့ရေးသူပြောင်းဝယ်လို့ရတယ်။ အဲကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်3 3205တို့3 3210တို့ပေးပါเนาะအရှုံးပိုင်းဈေးတန်းကတော့380အောက်လောက်ပေးပါအဲ့အဖြစ်တကောင်ဒီနေ့အတွက်အယောင်းဝယ်လုံရမဈေးတန်းစုံတွေကများနေအောင်တွေ့ရနိုင်ပြီဘာလို့လက်မိမယ်ဆိုရင်ကျွန်တော်တို့ကလာမယ့် product တွေမှာအမေရိကန်ဘန်တိုးဆုံးမချက်ထွက်ဖို့ရှိတယ်လို့လက်ရှိကမ္ဘာရွှေ့စီရတယ်ရောင်းလို့အားနဲ့ဝယ်လို့အားရောင်းလို့အားကနည်းနည်းတားတယ်ဆိုပေမဲ့အရင်အားကောင်းတဲ့အနေထားမဟုတ်ဘူး။တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိအနေထားကိုကျွန်တော်စိုက်ဝေးပြနေတဲ့အနေထားလို့လောင်းပြောလို့ရတယ်။ဈေးငြိမ်တက်နေတဲ့အနေထားလို့လောင်းပြောလို့ရတယ်ခင်ဗျ။ ဝယ်လိုအားနဲ့ရောင်းလိုအားမှာရောင်းလိုအားအနေငယ်တာတယ်တယ်ဆိုပေမဲ့ကျွန်တော်တို့အရင်ကြီးအပတ်တည်တုန်းကလည်းမျိုးဝယ်လိုအားအားတာပြီဆိုဝယ်လိုအားအရန်အားတာနေနေတာမျိုးမဟုတ်ဘူးရောင်းလိုအားလည်းအဲ့လိုပဲကျွန်တော်တို့အခုအနေငယ်အားတာနေရဆိုပေမဲ့လည်းအရန်အားကောင်းနေတဲ့အနေထားမဟုတ်ဘူးခင်ဗျရည်တိုလေးတော့ဈေးဆက်ကြမယ်နေဒါပေမဲ့ခိုးလိုမျိုးဟိုးအောက်တီ300တရာတွေ300နေတိဈေးကြမယ်အလားလားမရှိသေးဘူးအဲ့ဒါပဲတခါမှဒီနေ့သားမှာကျွန်တော်တို့အရောင်းဝယ်လုံရမယ်ဈေးတန်းနေရကျွန်တော်အများကြီးရှိတယ်ကိုက အစီအစဉ်တွေကိုစောင့်ကြည့်ပြီးတော့နီးပညာပိုင်းရရောင်းလိုက်ဝယ်လိုက်ကြည်ကြည်လုပ်လို့ရပါတယ်။ဒါပေမဲ့ဒီဘက်ကတော့ risk management အရှုံးပိုင်းဈေးနှုန်းတော့တိတ်ချလေးပေးထားပါဘောနော်။ဟုတ်ပြီဒါလေးကကျွန်တော်ဒီနေ့တော့ရောင်းဝယ်လုပ်ရမယ့်ဈေးနှုန်းလေးဖြစ်ပါတယ်။ဒီနေ့မှဆိုရင်တော့ကျွန်တော်ကတော့ပုံပြမယ်ဆိုရင်ကျွန်တော်ကတော့အယောင်ဘက်ကိုပို့ပြီးအားတာပါတယ်။ဈေးကြမယ်လို့မှန်းထားတယ်နော်။အယောင်ဘက်ကိုကျွန်တော်ပို့ပြီးတော့အားပေးခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းမနက်တော့30အထက်ဈေးတက်ပြီးဆိုရင်ရောင်းလို့ရတယ်လို့ကျွန်တော်ရဲ့အဲဒီ public telegram channel မှာကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့ဘက်ကောင်ဒီနေ့တည့်ရတာပေးစေပေါ့နော်ဒီနေ့ ကမ္ဘာ့ချစ်စည်းကွက်အဖွဲ့ရဲ့တနင်္လာနေ့တရက်တာအပိစီတာဘယ်ပေါ်ပိတ်ခတ်ရင်စေးပြန်တက်မလဲလို့မိမယ်ဆိုကျွန်တော်တို့ဒီနေ့တရက်တာအပိစီတကယ်လို့ပေါ့နော်360အထက်မှာစေးပိတ်ခတ်ရင်တော့နောက်ရက်တွေပေါ့နော်အသက်နိပညာပိုင်းရတူပါတူဘာတရင်းမှရှိပါလိမ့်နိပညာပိုင်းရအသက်ပြန်လာလိမ့်မယ်အနည်းဆုံးမတက်ဘူးဆိုတော့မှာဗျ3330တိတက်လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ပန်းနေတဲ့ဒီနေ့တရက်တာကဘာရွှေရဲ့အပိစီတာကျွန်တော်တို့3220အောက်ပိတ်ခဲ့မှာဆိုရမယ်နော်3220 3နှစ်နဲ့3ညအောက်မှာပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေစီဒီနေ့မှာ3တစ်80ဒီမကြခင်တော့မှာမနေ့ပြန်မှာ3တစ်80စေနာအ ਨੇ ဆုံးမြင်ရလိမ့်မယ်ခင်ဗျအဲ့ထက်ပူကြမယ်ဆိုတော့3တင်50ပေါ့နော်အဲ့အပတကဒီနေ့တရက်တာပိတ်စီရကျွန်တော်တို့3နှစ်60အထက်ပိတ်မလား3နှစ်20အောက်ပိတ်မလားအရာကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့3နှစ်20အောက်ပိတ်ဖို့ပိုအလားလာပုံများလာပေါ့နော်ဒါတော့ကျွန်တော်ရဲ့တဝူးတဲ့အမြင်နဲ့တုံးတစ်ချက်ပါကျွန်တော်တုံးတစ်ချက်ကလည်းမာကောင်းမာနိုင်ပါတယ်ဟုတ်ကဲ့ ကျွန်တော်နီးပညာပိုင်းရအတီးပူချက်စောင့်ကြည့်ပါဒါလေးအောင်နီးပညာပိုင်းရပါသတင်းချက်လက်ပိုင်းသွားကြည့်မယ်သတင်းချက်လက်ပိုင်းသွားကြည့်မယ်ဆိုရင်တော့ဒီနေ့ညပမာစံတော်ချိန်ည8:55နာရီ15မိနစ်တည်းည8:00နာရီခွဲတည်းမှာကျွန်တော်တို့အာဝန်ဆောင်မှုအညွန့်ငင်းတွေထွက်ပို့ရှိတယ်ကုန်ထုတ်လုပ်မှုအညွန့်ငင်းတွေထွက်ပို့ရှိတယ်အဲဒေတာဒီအဲ့ဒေတာအသုံးလုံးကတော့အញ្ញံမှန်းထားတယ်ကျွန်တော်ပြောခဲ့လို့ပြောမယ်ဒေတာညံတိုင်းနဲ့ကပ္ပရွှေစိတက်ချင်မှတက်မှာခင်ဗျအပွင့်လင်းပြောမယ်ဆိုလက်ရှိအချိန်မှာကပ္ပရွှေ ထရိတ်တာတွေအများစုစောင့်ကြည့်နေသေးတာကဘော်ဒိုနိညာထွက်မဲ့အမေရိကန်ဘန်သုံးလုံးစုံပစ်ချက်အမေရိကန်ဘိုးဘန်သတင်းစာရှင်းလင်းပွဲအမေရိကန်ဘိုးဘန်ထုတ်ပြန်ကြေညာချက်တွေကိုစောင့်ကြည့်နေတဲ့အနေထားမှာတတိညာဒေတာတွေကထရိတ်တာတွေစိတ်ထဲမှာရှိတဲ့ဒေတာမဟုတ်ဘူးသူကသူဒေတာကောင်းကောင်းညံ့ညံ့ကပ္ပရွှေစီပေါ်ကျွန်တော်အရင်တက်ရောက်မှုရှိမှာမဟုတ်ကပ္ပရွှေကသူအဲ့တတိမထွက်ခင်ကတွားနေရပေါ့တတိမထွက်ခင်ကတက်နေရဆိုရင်သူအတက်ဘက်ကိုဆက်ဦးတည်လိမ့်မယ်တတိဘက်တတိမထွက်ခင်ကကြာနေဆိုတော့အကြဘက်ကိုနည်းနည်းဆက်သွားလိမ့်မယ် ဒီ data တွေအရင်ကြီးကဘာရွှေ data ရှင်တွေကျွန်တော်တို့ဇီအသက်ကြတွေကိုအရင်လောက်ခတ်စင်နိုင်မယ် data မျိုးမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ဘက်ကဒေါ်လာအင်းသက်ကြည့်မယ်ဆိုတော့ဒေါ်လာအင်းသက်ကဒီမနက်မှာနည်းနည်းပြန်ကျနေဒါမှကျွန်တော်အမြင်ပြောမယ်ဆိုရင်အဲ့အဲကျွန်တော်တို့ညာဘက်အမေရိကန်ဈေးကွက်ချင်းတော့မှာတရားနာပြန်ကတ်မလာပါတော့။တရားအသက်ကိုသူစမ်းမနာတစ်ချက်ကြည့်အောင်။တရားနာပြန်ကတ်ရင်တော့တပတ်ကကဘာရွှေရတယ်။ရေတူရောင်းလိုရတွေဝင်လာ ပြီးတော့ရေတူဈေးဆက်ကြနိုင်တယ်ခင်ဗျ။ပြီးတော့ကျွန်တော်တို့အခုချိန်မှာကျွန်တော် Israel နဲ့ Iran ပေါ့နော်။ အဲတရင်ရလည်းနည်းနည်းလှုပ်ခတ်နေတယ်ကျွန်တော်တို့အာစနေတွင်းတော့ဆိုရင်ကျွန်တော်ရီမင်ကဘာလဲအီရန် sorry အစ္စရေးရဲ့ကျွန်တော်တို့ဟိုအစ္စရေးကိုကျွန်တော်ဒုံးကြီးနဲ့တိုက်ခိုက်တာအစ္စရေးလေစိမ်းနာကိုဒုံးကြီးကြီးကြောက်သွားတယ်ပေါ့နော်အစ္စရေးရဲ့ကျွန်တော်ဒုံးကြီးကာဝေးစနစ်ကမကားခွေနိုင်ခဲ့ဘူးအဲ့ရပြတဲ့ခါမှာအစ္စရေးကလက်တုံပြန်လိမ့်မယ်နော်ဘာလို့ဆိုတော့ရီမင်ကတိုက်တယ်ဆိုပေမဲ့အဲရီမင်ဟိုဒီတပုံနေရဲ့နောက်ွယ်မှာကျွန်တော်တို့အီရန်ရှိနေတယ်ယူဆတာပေါ့လို့အစ္စရေးကရီမင်နဲ့ကျွန်တော်တို့အီရန်ကိုကျွန်တော်လက်တုံပြန်လိမ့်မယ်လို့ကျွန်တော်ယူဆနေကြတယ်မှန်ပါတယ်အစ္စရေးရဲ့ အရင်ပုံစံတိုင်းဆိုလည်းသူမပြောင်းပါဘူး။ဒါပေမဲ့လက်ရှိအချိန်မှာကြာတော့ Trump ကလည်းကျွန်တော်တို့ Israel ကိုထင်းထင်းတင်းတင်းလုပ်ဖို့ပြောထားတယ်။တပတ်က Israel နေနဲ့လည်းသူကသူတို့နိုင်ငံထဲမှာတော့၃မိနစ်ပါလီလောင်းနေတာဆိုတော့ချချင်းတုံ့ပြန်လဲဦးမလဲမထင်သေးဘူး။နည်းနည်းတော့ကြာမှာတုံ့ပြန်ပဲပေါ့နော်။ကျွန်တော်ပြောတယ် Israel ကသူ့နိုင်ငံကိုတတ်ခဲ့ပြီဆိုရင် तू ကနှစ်မျိုးနဲ့ကျွန်တော်ပြန်တုံ့ပြန်လေးရှိတယ်။ချချင်းတုံ့ပြန်ရင်တုံ့ပြန်။နိုင်ပိုင်းတွေတုံ့ပြန်ရင်တုံ့ပြန်။မတုံ့ပြန်ဘူးဆိုရင် तू နည်းနည်းလေးကြာမှာ ဟိုမှာနှစ်ပတ်သုံးပတ်တစ်လနှစ်လအဲ့လောက်ကြာမှသူပြန်ပြီးတော့တိုက်ခိုက်မှုပြန်ပြုလုပ်လို့ရှိတယ်အဲ့ဟာဖြစ်တဲ့အခါမှာကျွန်တော်တို့ကอิสราเอลနဲ့อิสราเอลတိုက်ခိုက်ခံရတိုင်းอิสราเอลကอิหร่านနဲ့ยีเมนကိုပြန်တိုက်တိုက်မယ်ဆိုတိုင်းလဲကျွန်တော်တို့ကဘာရွှေစရာတတ်မှာမဟုတ်ဘူးမန်နဒီမန်နတော်နဲ့တက်သွားပြီဗျာတကယ်လို့ဒါอิสราเอลဒါอิหร่านတို့ยีเมนတို့တိုက်တယ်ဆိုရင်ခုချိန်ပြကျွန်တော်တို့3300ဇီတန်းအထက်အနည်းဆုံးမြင်နေရတယ်တည်င်းပန်းရဆိုရင်3300ဇီတန်းအထက်လောက်မြင်နေရကဘာရွှေစရာ3300ဇီတန်းအထက်တက်ဖို့ဆိုတာမခင်းရင်ပါဘူးကျွန်တော်တို့ပုံမှန် အဲဟိုးအရင်အပတ်တည်တော့ဆိုမနက်ခင်းမှနေကျွန်တော်ကဗျာဟိုးအောက်ကနေပြင်ပြတ်တက်ပစ်60ပစ်80ပစ်80လောက်အနည်းဆုံးတက်နေရဆိုတော့နိအဲ့ပတ်တက်ခါမှာကျွန်တော်တို့ကဒီနေ့မနက်မှာတက်တော့တက်တယ်ဒါမဲ့3နှစ်80 3နှစ်9လောက်ဒီပဲတက်သွားတယ်အနေသားဖြစ်တာပြတဲ့ခါမှာကမ္ဘာရွှေစရာနီးပညာပိုင်းအောင်တရင်ပိုင်းအောင်တက်ဆက်တက်ခြင်းတဲ့အနေသားမျိုးရှိမနေဘူးဆွဲတော့ဆွဲတင်နေရပဲဒါမဲ့အပေါ်စိမ်းရောက်တယ်ဆိုရင်တော့ဆွဲတင်ပြီးတော့ပြန်ပြန်ကျသွားတာပေါ့နော်အဲ့ဒါပြတဲ့ခါတရင်ပိုင်းရလဲကျွန်တော်တော့အကြပဲမှန်းဒီလိုအကြောင်းတခုချက်လာဟိုလိုမျိုး အတက်အားကောင်းတဲ့သူတို့တုံးရလိုမျိုးတောက်လျှောက်အတက်အားကောင်းတာမျိုးအဲ့လိုအကြမ်းမ်းနေဆိုတာလေတောက်လျှောက်အကြမ်းအားကောင်းမယ်ဆိုမှန်းတာမဟုတ်ရီတို့အကြဘူးမဒီနေ့တော့အကြောက်ပြတော့300ရာလို့380အဲ့လောက်လောက်ထိပဲကျွန်တော် အကြမ်းမ်းလေဟုတ်ပြီအဲ့အားပြတဲ့ခါမှာကျွန်တော်တို့ကဒီနေ့အတွက်ဈေးတက်ရင်ကျွန်တော်တို့ကအမြင့်ဈေးနေမှာကျွန်တော်လိုက်ရောင်းလို့ရတယ်တကယ်လို့ဈေးရကျွန်တော်မှန်းထားတဲ့ဈေးတွေမရောက်ပဲပေါ့နော်ကျွန်တော်မရောင်းလိုက်ရဘူးဗျာအောက်ကိုကြာသွားရဆိုတော့ကျွန်တော်တို့အောက်ဈေးတွေပေါ့နော်ဟိုမှာ380လို့ပေါင်းနာမှာကျွန်တော်ပြန်ဝယ်ဖို့စောင့်လို့ရတယ်ခင်ဗျအဲ့အားပြတဲ့ခါမှာကျွန်တော်ကတော့ လက်ရှိကမ္ဘာရွှေဈေးပေါ့နော်ရေတူအကြာကောင်းနိုင်တယ်ပြီးတော့လက်ရှိကမ္ဘာရွှေဈေးကဒီ3320ပေါ့နော်3320ဆိုတဲ့ဈေးတန်းအောက်မှာအချင်းတရက်အတိုင်းတာအပိစေကျွန်တော်မားကတ်ခေါ်ရဒေးဝမ်ကန်နယ်နဲ့ဖောက်ကြပြီးဈေးမပိမချင်းရေရှည်ဈေးအတက်လာရမှာရှိနေလုံးပါပဲခင်ဗျအဲ့ဒါပြတဲ့ခါကျွန်တော်ကရေတူအဈေးအကြာကောင်းနေပြီမဲ့ကျွန်တော်တို့အောက်ကြပြီဆိုရင် အောက်ဈေးဒီမှာမြစ်တန်းလောင်းတန်းဝယ်ဖို့ကျွန်တော်တို့အတိအကျဆောင်းပြီးတော့လိုက်ပြီးတော့ဝယ်လို့ရပါတယ် ဟုတ်ကဲ့ဒါလေးတော့ကျွန်တော်ရင်ဒီမင်းတရတာကဘာရွှေစီခွက်တုံးတစ်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလောတုံးတစ်ချက်ဗီဒီယိုတွေကို up to date ကြည့်နေဆိုတော့ကျွန်တော်ရင် YouTube channel လေးကို subscribe လုပ်ထားပါကျွန်တော်စီမှဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နည်းတက်ရောက်လို့ရပါတယ်ခင်ဗျအဲ့ဒါနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရင် Telegram ကျွန်တော်ရင် Viber ကျွန်တော်ရင် Messenger တွေကနည်း software စုံစမ်းမေးမြန်းနိုင်ပါတယ်ကဘာရွှေ Twitter အားလုံးပဲကျွန်တော်တို့ဒီနေ့ မီလာ9ရက်နေ့တည်းသာအတွက်ကပ္ပရွှေစီတကြောင်မမှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျုံးမြမြပတ်စံနေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးနေမယ်ကျွန်တော်ရဲ့ဒီနေ့တည်းသာကပ္ပရွှေစီကွက်တုံးချက်ဗီဒီယိုကိုဒီမှာပဲကျွန်တော်ညီကုန်းချိုးပြစီခင်ဗျာ